စစ်ကောင်စီရဲ့အပြစ်ရဲ့ကြီးညာချက်ကဟန်ပြပဲဖြစ်တယ်လို့တိုင်းဟိသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ခေါင်းဆောင်တို့ကတုံ့သက်ပြောဆိုပါတယ်ဒီကြောင့်မအာမီကတင်ဆက်ထားပါတယ်ပြပပြပြခင်ဗျာ ငလင်ဘေးကူညီကယ်ဆယ်ရေးကိုအကြောင်းပြပြီးထိုင်းနိုင်ငံမှာလုပ်တဲ့အစည်းအဝေးကိုတက်နိုင်ဖို့အတွက်စစ်ကောင်စီကယာယီအပြစ်ခတ်ရဲဆဲရေးကိုလှုံ့ဆော်တာဖြစ်တယ်လို့ဒိုင်းသာလက်နက်ကင်တော်လိုင်းအဖွဲ့အစည်းတချို့ကပြောဆိုလိုက်ပါတယ်။ငလင်ဘေးကူညီကယ်ဆယ်ရေးနဲ့ပြည်လဲထူထောင်ရေးလုပ်ငန်းတွေကိုအရှိန်အဟုန်မြင့်ဆောင်ရွက်ဖို့နဲ့တည်ငြိမ်အေဂျင်ရေးကိုရှေ့ရှုပြီးတော့ဧပြီလ2ရက်နေ့ကနေ22ရက်နေ့အထိယာယီအပြစ်ခတ်ရဲဆဲမယ်ဆိုတဲ့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်အပေါ်ဒိုင်းသာလက်နက်ကင်တော်လိုင်းအဖွဲ့တွေက ောက်ပြပြောဆိုလိုက်တာဖြစ်ပါတယ်။ဒါတော့တင်ရပါလေစကားစားနဲ့ပေါ်ပါရလာပါလေပတိသဟာဂျာယီဟောနော်ကျွန်တော်တို့သိရတာကတော့စကားစကားအပီလာ၂ရက်နေ့ကနေ၂၀ရက်နေ့ထိယာယီအပြည့်ရမယ်လို့ထုတ်ပြန်ထားတယ်။ဒါပေမဲ့တကယ်တမ်းသူတို့အပြည့်ရတာမဟုတ်ပါဘူး။ International မျက်နှာစာမှာမျက်နှာကောင်ရချင်လို့ဖြစ်တယ်။စကားစရဲ့အပြည့်ရကျင်ညာချက်အလေးညာတွေသာဖြစ်တယ်။ ။ဘာဖြစ်လို့လဲဆိုတော့သူတို့က international မှာဟန်ပြအပြည့်ရဲ့လောက်တာဖြစ်တယ်။ ဘင်္ဂလားပင်လယ်အော်ဒေသနိုင်ငံများဤပညာနဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ BIMSTEC အစည်းအဝေးကိုဧပြီလ3ရက်နေ့နဲ့4ရက်နေ့မှာထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျင်းပခဲ့ပြီးတော့စစ်ကောင်စီရဲ့ခေါင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်လည်းတက်ရောက်ခဲ့ပါတယ်စစ်ကောင်စီကယာယီအပြည့်ရက်ပြီးတော့အစည်းအဝေးတက်ရောက်ခြင်းဟာနိုင်ငံတကာစာမျက်နှာမှာနိုင်ငံရေးအရာတရားဝင်မှုကိုဖော်ဆောင်ဖို့ဖြစ်တယ်လို့ဆိုပါတယ်ဘန်ကောက်မှာစီဝေးသွားတဲ့ဖို့ စ်စားရှိတို့နိုင်ငံတကာမင်းနစာမှာအဆင်ပြေအောင်ပေါ့နော်ပြည်ပကျဆင်းရဲတုတ်ပြန်ဆင်းရဲတက်ထားတာလည်းဖြစ်နေတာပေါ့စစ်ကောင်စီကယာယီအပြစ်ရစဲတယ်လို့ထုတ်ပြန်ထားတဲ့ကာလမှာပဲတိုင်းသားဒေသတွေနဲ့တိုင်းဒေသကြီးတွေထဲစစ်ကောင်စီတရက်လေးချောင်းတိုက်ခိုက်မှု drone နဲ့ဘုံကျဲတိုက်ခိုက်မှုလက်နက်ကြီးပစ်ခတ်မှုတွေအပြင်မြေပြင်ထိုးစစ်တွေကြောင့်တိုက်ပွဲတွေဆက်ပြီးတော့ဖြစ်ပွားနေပါတယ်။ အခုကြီးတော့ကျွန်တော်တို့ဒေတာခန်နေပြောကြောက်မဲရနေပေါ့နော်ကျွန်တော်နောင်ချိုဖက်ကဒီလက်နဲ့ကြီးတန်းနေလေရင်တန်းနေတဲ့အောင်ချားနေရတော့မဲလို့ကျွန်မသိရရပေါ့နော်ဟိုအပြည့်ရတာတကယ်ရတယ်ဆိုတော့ကျွန်မအနေနဲ့ဟိုဂျိုဆိုရမှာပဲပဲဖက်အပြည့်ရပေါ့နော်ဒါမဲ့ဟိုစာရွက်ပေါ်မှာစာရွက်ပေါ်မှာကျွန်တော်တို့လေလိုင်းပေါ်မှာအပြည့်ရတာမဖြစ်ဖို့လိုတာပေါ့နော်အခုလက်ရှိရတော့စစ်ကောင်စီအပြည့်ရတယ်ဆိုတော့လေလိုင်းပေါ်အပြည့်ရတာပဲရှိရရှင် မဲမတမာမှုကိုအကြောင်းပြပြီးရွေးကောက်ပွဲအနိုင်ရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီစီကလည်းအာဏာသိမ်းလိုက်တဲ့စစ်တပ်အနေနဲ့အာဏာသိမ်းလိုက်တဲ့အချိန်ကစပြီးတော့နိုင်ငံတကာမှာနိုင်ငံရေးအရာ တရားဝင်မှုကိုလက်လွတ်ခဲ့ကြရပါတယ်။ဒါကြောင့်နိုင်ငံရေးအရာတရားဝင်မှုနဲ့အတိမတ်ပြုမှုကိုပြန်ပြီးတော့ရရှိနိုင်ဖို့စစ်ကောင်စီဟာညီမျိုးစုံနဲ့လှုပ်ဆောင်နေတာပဲဖြစ်ပါရဲ့ရှင်။